လူတယောက်ကအဖေတယောက်ကိုတားတယောက်ကမိတယ်ဒါတို့ရဲ့လူတန်မှုဆိုတာဘာလို့အဖေကကြောက်တုံကြီးတတုံပေးလိုက်မင်းလူတန်မှုသိချင်အဲ့ကြောက်တုံကိုဈေးမှာတော့ရအောင်အဖေကဒီကြောက်တုံကြီးကျွန်တော်ဈေးတော့ရအောင်ရည်စရာဖြစ်မှာပေါ့ဟုတ်ပါတော့ရောင်းကြည့်ပါဒါပေမဲ့မင်းအဲ့ကြောက်တုံကိုမရောင်းလာနဲ့တော့โอเคကျွန်တော်မရောင်းလာပါဘူး तू အဲ့ကြောက်တုံကြီးကိုယူသွားတယ်ကြောက်တုံ ကိုဈေးအရှိမှာခြားတယ်။သူမြတ်ဂေါဖီလို့ရောင်းတဲ့အသားငါးရောင်းတဲ့အရှိမှာကြောက်တုံကြီးကိုခြားပြီးရောင်းတော့ဘသူကဝယ်မှာလို့ယူနေလားလို့ပြောမှာပေါ့။ဒါပေမဲ့သူ့ကိုတနာတဲ့မိန်းမတစ်ယောက်ကလာကြည့်ပြီးတော့ဘာလို့တာတော့ဒီကြောက်တုံကိုရောင်းတော့ကြောက်တုံရောင်းတော့ဘသူကဝယ်မှာလို့ဒါပေမဲ့နင့်ကတနာလို့နင့်ကြောက်တုံထားခဲ့တော့နင့်ကနှစ်ချက်ပေးမယ်။ဟောဒီကြောက်တော့ငွေနှစ်ချက်တန်တော်တဲ့သားတို့ မှတ်ချက်တော့ပေးလိုက်ချင်ပြီဒီကြောက်တော့သူပေးလိုက်ချင်ဒါပေမဲ့သူ့အဖေပြောတယ်မရောင်းနဲ့ဆိုတာသူအိမ်ပြန်သူ့အဖေသူဝမ်းသာဟာရပြောတယ်အဖေရဲ့ဒီကြောက်တော့မှတ်ချက်တော့ပြီးနေတာရောင်းလိုက်ချင်တာအဖေမရောင်းနဲ့ဆိုမရောင်းခဲ့တာငါတာမင်းနောက်တဲ့နေရာသွားကြည့်ပါအပေါင်းဆိုင်ကိုသွားကြည့်ပါဒီကြောက်တုံကိုကျွန်တော်တပောက်မယ်ဆိုအဖေကယူကျွန်တော်ယူနေတယ်ပြောဘုဘောတိုက်ရင်မေကြောက်တုံအပေါင်းဆိုင်ယူသွားပါ အပေါင်းဆိုင်မှာတော့ပြတော့အပေါင်းခံတဲ့လူကချိပြောဒီကြောက်တုံကတော့ငါတော့သိနာမလို့ဒါပေမဲ့မင်းလာပေါင်းတဲ့စရိယဒီကြောက်တုံကတခုခုတမိုးရှိလို့ပဲမင်းငါပတ်စံ2000ပြီးမယ်ဒီကြောက်တုံထားတိုင်းမင်းသူပြန်ယူလာတယ်အဖေဒီကြောက်တုံ2000တန်းနေပြီဒါပေမဲ့အဖေပြောလို့ကျွန်တော်ပြန်ယူခဲ့ငတ်တားရဲ့သိတော့မလို့ပါဒီကြောက်တုံကပဲမရှိအောင်ပြတဲ့ကိုယူတော့ပါအဖေရဲ့ ဒီကြောက်တုံကြီးကိုရှောင်းပြတဲ့ယူသွားကျွန်တော်ယူရယူရလို့ပြောဟုတ်ပါတာရဲ့မင်းယူသွားကြည့်ပါအဲ့ကြောက်တုံကိုပဲရှောင်းပြတဲ့ကိုယူသွားပါတယ်ယူသွားတဲ့အခါမင်းဒီကြောက်တုံကိုထားခင်မယ်ဆိုငွေ2000ပေးမယ်အမပြီးတော့အိမ်ပြန်ပြည့်တဲ့အဖေးရှောင်းပြတဲ့ကတော့ဒီကြောက်တုံကိုဘာမှမဟုတ်တဲ့ကြောက်တုံတစ်ခုကိုငွေ2000ပေးနေပြီကျွန်တော်ထားခဲ့ခြင်းလိုက်တဲ့အဖေးရဲ့ဟုတ်ပါတာရဲ့မင်း နောက်တနေရာစီသွားကြည့်ပါဘယ်နေရာသွားမှာလို့ယတနာကြွန့်ကျင်တဲ့လူတွေစီသွားကြည့်ပါယတနာကြွန့်ကျင်တဲ့လူတွေစီသွားကြည့်တဲ့အခါယတနာကြွန့်ကျင်သူကကြည့်ပြီးတော့ဒီကြောက်တုံကတန်ဖိုးမဖြတ်နိုင်တဲ့ကြောက်တုံဖြစ်နေတယ်အဲ့တော့မင်းတုံတလောက်ပတ်စံငါပေးပါမသိ200လားသိ2000လားငါပေးပါမယ်တုံမဲ့လူသဘောထားရင်တော့နှစ်ချက်တန်တဲ့နေရာမှာပဲနေရမယ် နှစ်ထောင်တဲ့နေရာမှာနေမယ်ဆိုရင်တော့နှစ်ထောင်တမ်းပဲဖြစ်မယ်။နှစ်ထောင်တဲ့နေရာမှာနေရင်တော့နှစ်ထောင်တမ်းပဲဖြစ်မယ်။ဒါပေမဲ့ကိုကတန်ဖိုးမဖြတ်နိုင်တဲ့ကိုကိုကိုယရနာပြည့်စီလို့သဘောထားပါ။ခုနကကျွန်တော်ပြောပြသားပါပဲတတို့သမီးတို့ကိုကိုကိုလည်းတန်ဖိုးရှိတဲ့ကြောက်တုံအနေနဲ့နေမှကိုကိုရန်လည်းတန်ဖိုးရှိကြမှာပေါ့။ဆိုပါတော့ចောင်းပြည့်တဲ့လူနဲ့နေမှဆိုရင်ចောင်းပြည့်ကြမှာပေါ့။ ဟုတ်ပြီစာတော်တဲ့လူနားမနေရောစာတော်ကြမှာပေါ့တေးကြတာပေါ့လူတိုင်းကတန်ဖိုးရှိတဲ့ကြောက်တုံအနေနဲ့ပဲနေပါလမ်းခင့်တဲ့ကြောက်တုံအနေနဲ့မနေကြပါနဲ့ဒီထဲမှာတော့ကြောင်းပြည့်တဲ့အနားမှာနောက်ပြီးတော့ကျွန်တော်ဟောပြောခြင်းကိုနားထောင်ပြီးတော့နောက်ဆက်ပြီးတော့မနေကြပါနဲ့ဘာလို့လဲကိုယ့်ကိုယ်ကိုယရနာပစ္စည်းလို့သဘောထားပါကျွန်တော်ပြောပြီးသားပါကျွန်တော်ဆယ်တန်းအောင်ခဲ့တဲ့ကောင်မဟုတ်ပါဘူး ျွန်တော်ရှစ်တန်းထိပဲကြောင်းနေခဲ့ပါတယ်အင်မတန်ဆိုးပစ်ခဲ့တဲ့လူတယောက်ဖြစ်ပါတယ်ကျွန်တော်သာလန်ခင်းတဲ့နာမပဲနေမယ်ဆိုရင်ကျွန်တော်အခုအချိန်မှာလန်ခင်းကြောက်ပဲဖြစ်မှာပေါ့ဘလို့လို့ယရနာပစ္စည်းဖြစ်မှာတော့ကျွန်တော်ကိုဖတာကိုရှာပါယရနာပစ္စည်းတွေနာမနေပါတယ်ဒါကြောင့်ကျွန်တော်အခုလိုစကားပြောခွင့်ရတဲ့ယရနာပစ္စည်းတစ်ခု ဖြစ်လာပါတယ်